ားလုံးပဲမင်္ဂလာပါခင်ဗျာ Astubi Study Cartoon Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီပွဲတော်ညာကြီးမှာတော့ဒီတော်အုပ်ရဲ့နှဆိုင်တဲ့နေရာထဲမှာမီရှုပေါက်တံတွေဒါမှမဟုတ်မြို့ပြကြီးရဲ့လင်းလံနေတဲ့အလင်းရောင်တွေရဲ့အရေးအယောင်များတော့မရှိခဲ့ဘူးဒါဟာလပြည်ဝညာပဲမဲနဲ့ပြီးထူထက်ကလှုပ်ဝဲချက်တွေနဲ့ရစ်ပတ်နေတဲ့ညာပေါ့ကားရဲ့ရှီမီအလင်းထဲမှာရာကဟာ သူ့ကားကိုတနေရာကိုလမ်းကြောင်းပေါ်မှာရပ်လိုက်တယ်။သူဟာကားပေါ်ကနေဂေါ်ပြားတစ်ခုကိုထုတ်ယူပြီးမြေကြီးကိုအလှယ်မြန်သူ့ဖော်ဖို့စတင်လိုက်တယ်။သူ့မျက်နှာပေါ်ကကြောက်ရွံ့မှုနဲ့စိုးရိမ်ပူပန်မှုတွေကြောင့်ချွေးဆက်တွေကကြာနေတယ်။သူကတစ်ချိန်လုံးဟိုဘက်ဒီဘက်ကြည်နေတယ်။သူကြောက်နေတာကတယောက်ယောက်ကသူ့ကိုမြင်သွားမှာပဲ။ရာကရဲ့ဒီအလောက်ကခိုးမှုဒါမှမဟုတ်ရာဇဝတ်မှုတစ်ခုလိုပဲ။ တစ်တာထုတ်လိုက်တယ်ခဏတူးပြီးတဲ့နောက်သူကလေးလံတဲ့အထင်းနဲ့ထုတ်ထားတဲ့ပစ္စည်းတစ်ခုကိုထုတ်ယူပြီးမြေကြီးပေါ်ကိုပြန်ဖို့ပြီးခြေတောင်းနဲ့တေချာဖိပေးလိုက်တယ်ပါမှတ်သားမှမကြင်ရစ်အောင်ပေါ့ရာဂနာကြီးကိုကြည့်လိုက်တော့ဆက်တနာကြီးထိုးနေပြီရာဂကတက်တာရရပါအတက်ရှူလိုက်တယ်သူ့လုံကပြီးဆုံးသွားပြီးသူကခေါ်ပြားကိုကားတဲ့ပြစ်ချပြီးကားကိုအမြန်မောင်းထုတ်ကတော်ရဲကနေထွက်သွားတယ်လမ်းကတော့တိအောင်မှမရှိတပိနေရဲ့အရေးတွေက လမ်းပေါ်မှာကြောက်စရာကောင်းတဲ့ပုံရိပ်တွေဖန်တီးနေတယ်။ရုတ်တရက်ကားရဲ့ရှေ့မီအလင်းထဲမှာလမ်းလေကောင်းမှာအဖြူရောင်အဝတ်စားရှိကြီးဝတ်ထားတဲ့မိန်းကလေးတယောက်ရဲ့ပုံပေါ်လာတယ်။ဒါအရန်ရုတ်တရက်ဖြစ်သွားတာကြောင့်ယာကတော့စဉ်းစားဖို့အချိန်မရခဲ့ဘူးကားကလမ်းကနေခြုံမှုထဲကိုဝင်သွားတယ်ပြင်းထန်တဲ့တုန်ခါမှုနဲ့သူရက်သွားတယ်ယာက ထိခိုက်ဒဏ်ရာရပြီ ပြင်ပကိုထွက်လာတယ်။သူကမြင်မြနောက်လှည့်ကြည့်ပြီးအခုနာလေးတင်မိန်းကလေးရက်ခဲတဲ့နေရာကိုကြည့်လိုက်တယ်။ဒါပေမဲ့အဲ့ဒီမှာဘသူမှမရှိဘူး။လမ်းကလည်းဗလာနဲ့မှောင်မဲနေတယ်။သူကကားကိုဆန်နှုတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့အင်ဂျင်ကအတန်ကြည်ကြည်လောင်လောင်လေးနဲ့ငြိမ်းသွားတယ်။အဲ့ဒါနဲ့ပဲရုတ်တရက်ကားရဲ့ရေဒီယိုက အလိုအလျောက်ပွင့်လာခဲ့တယ်။ ရေဒီယိုကနေထူးဆန်းပြီးစိတ်မသက်မသာဖြစ်စေတဲ့အတန်တွေကိုကြားလာရတယ်။ခဏညက်တီးတို့ပြောတဲ့တွေကြားရကနေတယောက်ယောက်ကငိုနေတယ်လို့မျိုးအတန်ရှည်ကြီးတွေယာကရဲ့ခန္ဓာကိုယ်မှာအမွေးတွေထောင်းထားတယ်။သူက ရေဒီယိုကိုချက်ချင်းပိတ်ပြီးအဲ့ဒီနေရာကနေခြေချင်းထွက်ပြေးဖို့ဆုံးဖြတ်လိုက်တယ်။သူကထူထပ်တဲ့တောရဲ့အစွန်းတလျှောက်ရှောက်သွားတယ်။တော့အုတ်ရဲ့အစွန်းတလျှောက်ကိုရှောက်သွားတယ်။နိုင်ဝဲလောက်ကြားတဲ့ခါမှာတော့ဝေးရကနေ တခုကိုမှိတ်တုံမှိတ်တုံလင်းနေတာကိုတွေးလိုက်ရတယ်ပျက်စီးယိုယွင်းနေတဲ့တကူနဲ့အိမ်လေးတလုံးသူကတကားကိုခောက်တယ်အတွင်းကနေတကားပွင့်ပြီးအရန်လာတဲ့မိန်းကလေးတယောက်ရှေ့မှာယက်နေတယ်သူ့ရဲ့ကြီးမားတဲ့မျက်လုံးတွေကမှိန်ရီတဲ့အလင်းထဲမှာလင်းနေတယ်မင်းဘသူလဲအဲ့ဒီလိုညတွေမှာဒီတော်ရင်ရဲ့တနေရာမှာမိန်းကလေးကမေးတယ်ရာကားကအမြဲဆန်းဆန်းနဲ့သူကြုံတွေ့ရတဲ့အကြောင်းတွေကိုပြောပြတယ်ကားကဘလို့ပြက်သွားတယ်ဆိုတာပေါ့ မိန်းကလေးကဘာမေးခွန်းမှမမေးတော့ပဲသူ့ကိုညအတွက်နေခွင့်ပေးလိုက်တယ်။သူ့နာမည်ကဇီယာတဲ့။ယာကကဇီယာရဲ့အလှတရားကိုအရင်သဘောကျသွားပြီးခဏသာကြောက်ရွံ့မှုကိုမေ့သွားတယ်။အိမ်လေးထဲမှာမိတွေထွန်းထားပြီးပတ်ဝန်းကျင်မှာထူးဆန်းတဲ့နှွေထွေးမှုတစ်ခုရှိနေတယ်။ညနဲ့လာတာနဲ့အမျှယာကကဇီယာကိုချော့မော့ဖို့စတင်လိုက်တယ်။သူကသူ့ရဲ့စိတ်ပူပန်မှုတွေကိုမေ့ပြီးသူ့နာကတ်လာဖို့စူးစမ်းနေတယ်။ဇီယာကတန်ရရဖြစ်ဖို့အပြုံးရိပ်ကလေးနဲ့ တာမန်စကားပြောနေရင်းနဲ့သူနဲ့အတူရှိနေတယ်အဲ့ဒါနဲ့ပဲအိမ်လေးထဲမှာထုံထားတဲ့မိအိမ်သူရဲ့မိတောက်တွေဟာရုတ်တရက်ပြင်းထန်လာပြီးလှုပ်ရှားနေတယ်။နာယီကတော့၁၂နာရီထိုးနေပြီ။နာယီလက်တံတွေကတစ်ခုနဲ့တစ်ခုထိကက်သွားတာနဲ့ယာကရဲ့မျက်လုံးကအိမ်လေးရဲ့ဒေါင်းတနေရာကိုကြီးလိုက်မိတယ်။မိအိမ်ရဲ့လှုပ်ရှားနေတဲ့မိတောက်အလင်းလေးမှာသူမြင်လိုက်ရတာကအရက်ရှိရှိအရိပ်တစ်ခုလူပုံစံမျိုးဆိုပေမဲ့မှုံဝါပြီးကြောက်စရာကောင်းနေတယ်။ယာကရဲ့ပါဇက်က အကျယ်ကြီးဖွင့်ကျန်ရခဲ့တယ်။သူ့ရဲ့ချုံးမမှုအားလုံးတက်တည်အားလုံးဟာခဏလေးအတွင်ပျောက်ွယ်သွားတယ်။အရေးကတော့မျက်လုံးတမိတ်အတွင်းမှာပဲပျောက်သွားခဲ့ပြီ။ဒါကပါလေ။ယာကကအသက်ရှင်မွားတလို့ဖြစ်ကမေးလိုက်တယ်။ကြောက်သွားတာလားယာက။ဇီယာကမေးတယ်။ယာကရဲ့အတန်ကအရင်ကားထက်ပိုပြီးတော့လေးလံနေပြီ။ပဲ့တင်တန်ထက်နေတယ်။သူမျက်နာက အရင်လိုရိုးရိုးတက်တာမရှိတော့ဘူး။အဲဒီစား မရှိုင်းပြီးအေးဆက်တဲ့အပြုတ်ရိပ်တစ်ခုပဲရှိနေတယ်။ယာဂါကနောက်ဆုတ်သွားတယ်။ဒါဆိုမင်းဘယ်သူလဲ။ဇီယာက ရုတ်တရက်ကျဲလောင်စွာရင်မိုးလိုက်တယ်။ခါတက်ပြီးခြုံထက်တဲ့ရေတံမင်းအခုလေးအလေးတင်မြေကြီးထဲမှာမြုပ်ထားတဲ့သူကမင်းကိုရှာနေတယ်။ယာဂါရဲ့မျက်နှာကဖြူဖက်ဖြူရော်ဖြစ်သွားတယ်။သူကသူ့ရဲ့စွမ်းအားအလုံးကိုတုံးပြီးတကားစီကိုပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့ဇီယာကလှုပ်ရှားမှုတစ်ခုတည်းနဲ့သူ့လက်ကိုဆုပ်ကိုင်လိုက်ပါတယ်။ ဇီယာရဲ့လက်ကရေခဲလိုအေးဆန်နေတယ်။ဒါပေမဲ့သူ့ရဲ့စုပ်ကိုင်မှုကတန်မနေလို့ခိုင်းပါတယ်။ဘဲကူမြင်မြန်တွားနေတာလဲယာကမင်းကငါအတွက်ဒီပွဲတော်ရဲ့အထူးလက်ဆောင်ပဲ။ပြီးတော့အပြင်မှာဘသူကမင်းကိုစောင့်နေမှလဲ။မာယာမာယာဆိုတဲ့နာမည်ကိုကြားတာနဲ့ယာကတတိလက်သွားတယ်။သူက သူ့ရဲ့ဇနီးမာယာကိုတက်ခဲတာ။မာယာက သူ့ကိုအကန့်တမရှိချစ်ခဲ့တယ်။ဒါပေမဲ့ယာကရဲ့မျက်လုံးကသူ့မရဲ့ပိုင်ဆိုင်မှုတွေအပေါ်မှာပဲ။ သူကတဖြည်းဖြည်းချင်းစီမာယာကို အစိတ်တိုက်ဖို့စတင်ခဲ့တယ်။မာယာကသူ့မမှာအသက်ရှင်ဖို့အချိန်များစွာမကြံမှန်းတိတော်တဲ့အခါယာကစီကနေလက်စားချေဖို့ဆုံးဖြတ်ခဲ့တယ်။သူ့မကမှော်ဆရာတယောက်စီကိုတွားပြီးသူ့မရဲ့ဝိညာဉ်ကိုလိုးချစေတဲ့ယာကစီကနေလက်စားချေဖို့ပဲ။ယာကဒီကြောင်းကိုတရှိသွားတယ်။သူကတော်ထဲမှာအဲ့ဒီညကမာယာနဲ့မှော်ဆရာကိုတိုက်ခိုက်ခဲ့တယ်။နှစ်ယောက်စလုံးကိုတတ်ပြီးသူတို့ရဲ့အလောင်းတွေကိုဒီတော်ထဲမှာပဲမြုပ်နှံခဲ့တယ်။ ူထင်ခဲ့တာကတော့သူကလွတ်မြောက်သွားပြီပေါ့ဒါပေမဲ့ယာကမသိခဲ့တာကမာယာရဲ့လက်စားချိန်မဲ့ဝိညာဉ်ကအဲ့ဒီအခမ်းအနားတွေကြားထဲမှာပဲနှိုးကျသွားပြီးသားဆိုတာပါမင်းလိမ့်နေတာယာကကအော်လိုက်တယ်ဇီယာကသူ့မျက်နှာကိုနက်နက်မွန်လိုက်တယ်သူ့မျက်လုံးတွေကအခုဆိုရင်မီးရှံနေတွေတောက်လောင်နေပါတယ်ငါကဇီယာမဟုတ်ဘူးသူမကနှိမ့်ခွေပြီးကြောက်เสียကောင်းတဲ့အတန်းနဲ့ပြောလိုက်တယ်ငါက မင်းရဲ့ယွန်ရှာစရာကောင်းတဲ့လောဘတွေကြောင့်နိုးထလာတဲ့ဝိညာဉ်ပဲ။ငါကမာယာကမာယာကိုမင်းကိုချောက်လန့်ဖို့အတွက်ခေါ်တဲ့သူပဲ။ဒါမှမင်းရဲ့ကားပြတ်သွားပြီးမင်းဒီကိုရောက်လာမှာပေါ့။မင်းကမင်းရဲ့ဇနီးနဲ့မှော်စရာကြီးကိုမြေကြီးထဲမြုပ်နှံခဲ့တယ်။မင်းထင်ခဲ့တာကမင်းရဲ့ပွဲတော်ဖြစ်လိမ့်မယ်ပေါ့။မဟုတ်ဘူး။ဒါကမင်းရဲ့အပြစ်တွေရဲ့အဖြေရှာမှုပဲ။အဲ့ဒီဝိညာဉ်ကအမေရောင်စွန်းအားလုံးကိုစူးစီးပြီးတော့ယာကရီကိုပြစ်ချလိုက်တယ်။ ရာကခံစားလိုက်ရတာကသူ့ခန္ဓာကိုယ်ကအတွင်းကနေလောင်ကျွမ်းနေတယ်လို့ပဲသူ့ရဲ့နာကျင်စရာအော်တန်တွေကမိအိမ်တွေကငြိမ့်သွားပြီးလေးတောင်တစ်ခုလုံးထူထက်တဲ့အမောင်နှုတ်ကလွှဲရင်ဘာမှမကျန်တော့ဘူးနောက်တနေ့မနေ့တော့အုပ်ထဲမှာအားလုံးငြိမ့်တက်နေတယ်အိမ်လေးကတော့အဲ့ဒီနေရာမှာပဲရှိနေသေးတယ်ဒါပေမဲ့အတွင်းမှာညမနေ့ညကတူးခဲ့တဲ့နေရာအဲ့ဒီညမှာ နောက်ထပ်လက်ဆက်တဲ့မြေကြီးတွေတူးထားတာတွေ့ရတယ်အဲ့ဒီဝိညာဉ်က ဘာအမှတ်သားမှမကျင်အောင်ယာကရဲ့အလောင်းကိုသူမဇနီးမြုပ်နှံခဲ့တဲ့နေရာတိုင်းပဲမြုပ်နှံခဲ့တာဘဒုကမှလည်းယာကဘယောက်သွားတယ်ဆိုတာမသိခဲ့ကြပါဘူးအားဒါပေမဲ့အဲ့ဒီဒေဝါလီညကြီးကနေစပြီးတောအုပ်အစွန်းမှာနေထိုင်ကြတဲ့ယောသားတွေကလာပြည်ညောင်းရောက်တိုင်းမှာကားရဲ့ရေဒီယိုကနေမိမတယောက်ရဲ့ခြေနဲ့ဝမ်းမြောက်တဲ့ရေတံတွေကြားလိုက်ရတယ်လို့မကြာခဏပြောဆိုကြပါတယ်ဟုတ်ကဲ့ပါခင်ဗျာ ဇက်လန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ။နောက်နေ့မှလည်းစိတ်ဝင်စားဖွယ်ရကောင်းတဲ့ကြောက်စရာတရေကာတွန်းဇက်လန်းများကိုနေ့စဉ်တင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ခဲ့ပြီးအားပေးခဲ့ကြပါဦးခင်ဗျာ။ဗီဒီယိုအသစ်တင်တိုင်းချက်ချင်းသိရှိနိုင်အောင်လို့လည်း Notification ခေါင်းလောင်းလေးကိုပါတစ်ခါတည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရခင်ဗျာ။အားလုံးလည်းစိတ်အီချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေပြေဆုံးပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာအားလုံးကိုကျေးဇူးပါခင်ဗျာ ဝေဖန်အကြံပြုကျင်နာများရှိခဲ့ရင်လည်းကွန်မန့်ပေးပြီးပြောကြားသွားနိုင်ပါ रे ခင်ဗျာ